င်္ဂလာပါသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲ့ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမားတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွေနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast တုံ့လွင်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်းလည်းရပါတယ်ကျမအာမီပါ ဒီတစ်ပတ်မှာကျမတို့အထူးအယုံစိုက်ပြီးတော့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ မြမအရေးတို့ကကဘာအရေးဖြစ်တဲ့ကုလသမဂ UN မှာတန်မတ်ကိုယ်စားလှယ်နေရာပဲဖြစ်ပါတယ်။စစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲကျင်းပပြီးတော့နိုင်ငံတကာရဲ့အသိမှတ်ပြုမှုကိုပြန်ရယူဖို့ဘယ်လိုမျိုးစူးစမ်းနေပါသလဲ။ဒီလိုစူးစမ်းမှုကတန်မတ်ကြီးဦးကျော်မိုးထွန်းရဲ့ရည်တည်ချက်နဲ့ပြည်သူအချုပ်အခြာအာဏာကိုဘယ်လိုစင်ခေါ်နေပါသလဲ။ဒီကနေ့ podcast အစီအစဉ်ထဲမှာနိုင်ငံရေးလေလာသုံးသပ်သူတွေဥပဒေပညာရှင်တွေရဲ့အသံတွေနဲ့အတူစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲ နောက်ွယ်ကအရေးကြီးတဲ့တန်တမန်ရေးကစားပွဲအကြောင်းကိုသုံးသပ်တင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ဒီကနေ့မှာတော့မြမအရေးသုံးသက်သူတွေအကြားအဓိကဆွေးနွေးနေကြတဲ့ခေါင်းစဉ်တစ်ခုရှိပါတယ်။အဲ့ဒါကတော့လာမယ့်နှစ်ဆန်2026ခုနှစ်အတွက်ကုလသမဂ္ဂဆိုင်ရာမြမတာအမတ်နေရာမှာဘသူရမှာလဲဆိုတဲ့ကိစ္စပါပဲ။ဒီယာတုဟာနိုင်ငံတကာအကူအညီနဲ့တရားဝင်မှုကိုအဆုံးဖြတ်ပေးနိုင်တာမို့လို့အရန်ကို အရေးကြီးပါတယ်။ဒီအချိန်နေမှာစစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေတာဟာတာအမတ်နေရာကို ိုပြန်ရယူဖို့အတွက်နိုင်ငံတကာအသိမှတ်ပြုမှုကိုလိုချင်တဲ့ဗျူဟာတစ်ခုဖြစ်တယ်လို့လည်းကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ရှေ့ပြေးအတန်အဖွဲ့ရဲ့တီထောင်သူဒေါ်ခင်အုံမာကစစ်အုပ်စုရဲ့ရည်ရွယ်ချက်ကိုအခုလိုပဲထောက်ပြပါတယ်။ကြံဖက်စုစုကနေအခုပြုတ်လုံမယ်ဆိုတော့အတူရောင်ရွေးကောက်ပွဲပေါ့နော်ဒီရွေးကောက်ပွဲအာကိုသူကအာအရသာဟန်ပြအရသာအစိုးရတရဆိုတော့သူကထုတ်ပြီးတော့ နိုင်ငံတကာအစီအမြင့်ပေါ်ရောက်ဖို့ကြိုးစားမှာပဲလေဒါဟာ2008ခုနှစ်တုန်းကဖွဲ့စည်းပုံကို အတီးပြုခဲ့တုန်းကလို့နီလဟန်းကိုပြန်အသုံးပြုပြီးတော့တရားဝင်မှုရယူဖို့စူးစမ်းနေတာဖြစ်တယ်လို့အန်ဒီဘာမကပြောရေးဆိုခွင့်ရှိသူစန်ထွယ်ကလည်းအခုလိုမျိုးမှတ်ချက်ပြုပါတယ်။ဒီပြင်မာကကျမတို့ အဲဆက်တင်မှာလည်းသိကြုံရှိပြီးလေနော်ဒီ constitution ကိုတို့ referendum လုပ်တော့လည်း2008ပေါ့နော်အနာဂတ်မုံတိုင်းဝင်တဲ့အချိန်မှာတို့ constitution referendum လုပ်ပြီးမှအဲဟုတ်ပါရဲ့ဒီ constitution ကပြည်သူတွေကထောက်ခံပါတယ်ဆိုတော့ဟာမျိုးတို့လုပ်ခဲ့တဲ့အသိကြုံလေးရှိရဲ့ဒါကတော့အခုကပြန်ပြီးမှသမိုင်းကိုပြန်ပြန်ပြီးပြောဖြစ်တယ်ဆိုတာကလည်းဒါကဖြတ်ပြီးမှလုံးလုံးမဲ့တို့ရဲ့အစီအစဉ်ဖြစ်တယ် ကျမတို့ရဲ့အတန်ကျမတို့ရဲ့ဒီကော်လန်ရေးခွင့်စည်းတွေအတွက်သူကရက်တည်တဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ရှိတဲ့ဆိုတဲ့ဟာမျိုးကျမတို့လက်ခံတဲ့ပေါ့နော်တမ်မတ်ရဲ့နေရာကိုစုံဖြတ်မဲ့ကုလသမဂ္ဂရဲ့အဖွဲ့ဝင်နိုင်ငံတွေမှာအာစစ်ကော်မရှင်နဲ့နီးစပ်တဲ့ရုရှားနဲ့တရုတ်နိုင်ငံတို့ပါဝင်နေတာကလည်းစိန်ခေါ်မှုကြီးတစ်ခုဖြစ်နေပါတယ်ဒီနှစ်နိုင်ငံဟာစုံဖြတ်ချက်ကိုနှောက်နှေးအောင်လုံနိုင်ကြီးရှိတယ်လို့လဲဒေါခင်အုံမာကသုံးသပ်ပါတယ် ဒီကိုနိုင်ငံထဲမှာတရုတ်လည်းပါတယ်ရုရှားလည်းပါတယ်လေနော်အဲ့တော့တရုတ်ကရုရှားဟောကဒီဆေးအုပ်စုရဲ့အတူအယောင်ယူကောက်ပွဲကိုဘလောက်ပဲအတူအယောင်ဖြစ်နေမှန်းနော်ဘာမှဟိုတရားဝင်မှုမရှိနေမှန်းသိနေပြီမယ်လို့တည်တည်ကြီးနဲ့ပဲသူတို့ကထောက်ခံပေးထားတာဖြစ်တာ哦အဲ့အတွက်ကြောင့်မလို့ဥကြုံမထွန်းဆက်ပြီးတော့မှတိုင်းပြည်ကိုစားပြုခွင့်အာရှိနေတဲ့နေရာကိုတော့ဆေးအုပ်စုကတက်လာတဲ့သူနဲ့အာဆေးအုပ်စုကနေပြီးတော့မှအာလွတ်လာမဲ့သူကို အာဥဆောင်မထုံးဖယ်ရှားပြီးတော့စေအစုကလွတ်လာမဲ့သူကိုတို့နေရာအာပေးနိုင်မှုအတွက်ကိုနေရာရနိုင်မှုအတွက်ကိုတော့အာတို့ကြိုးစားမှာပြည်သက်တွေအားလုံးတည်ထားတဲ့အတိုင်းပဲဒီလက်ရှိ ကုလသမဂ္ဂမှာတာဝန်ထမ်းဆောင်နေတဲ့ တန်အမတ်ကြီးဦးကျော်မိုးထွန်းဟာစစ်အာဏာသိမ်းမှုကို လူသိရှင်ကြားဆန့်ကျင်ခဲ့ပြီးတော့ပြည်သူဆန္ဒနဲ့ရွေးကောက်ခံထားတဲ့ NUG ကိုပဲကိုစားပြုကြောင်းပြောဆိုခဲ့တဲ့သူပါ သူ့ကို ကုလသမဂ္ဂကမြန်မာပြည်သူတွေရဲ့ကိုစားပြုခွင့်ကိုဆက်ပေးထားတာဖြစ်ပါတယ်။ဒါကြောင့်ဦးကျော်မိုးထွန်းရဲ့ရည်တည်ချက်ဟာအရန်ကိုအရေးကြီးပါတယ်။သူ့ရဲ့အခမ်းကဏ္ဍဟာပြည်သူအထောက်အချာအာဏာကိုကိုစားပြုတဲ့သင်္ကေတတစ်ခုဖြစ်တယ်လို့ဒေါခင်အုံမာကဆက်ပြောပါတယ်။ ကျန်တဲ့နိုင်ငံရေးအင်အားစုတွေဘက်ကလည်းအာ NGO ပါဝင်ကသူတို့ရဲ့နိုင်ငံရေးရည်တည်ချက်တွေကိုအသေးစားဆက်ပြီးတော့မှစူးစီးပြီးတော့မှနိုင်ငံတကာကိုသူတို့ဆက်ပြီးတင်ပြနိုင်မယ်။ပြီးသွားလို့ရှိရင်ဒါစေရေးအာဒေါ်လာရေးအာစေရေးစေရေးကိုလုပ်နေကြတဲ့ဒေါ်လာရေးအင်အားစုတွေကလည်းကိုလုံးဆရာရှိတာကိုကိုဒီထက်ပို့ပြီးတော့မှအကောင့်ဆောင်နဲ့ပို့ပြီးတော့မှအာတေချာစူးစီးပြီးတော့ချိတ်ဆက်ပြီးတော့မှဆက်လုပ်နိုင်ကြမယ်ဆိုရင်ကျမထင်တယ်ဒီကိစ္စတွေကအာကျမတို့လောလောဆယ် စိတ်ပူကြစိတ်တော့စိတ်ပူကြရမယ်ပြင်ဆင်ကြရမယ်တိုင်ပင်ကြရမယ်အာကာကွယ်ကြရမယ်ဒါပေမဲ့ကိုယ်လုံနိုင်ရင်လုံနိုင်တယ်လို့အာကျမတို့ဒီစစ်အုပ်စုကိုကြောက်စရာမလိုဘူးဆိုတော့ကျွန်မပြောချင်တယ်ဒီလိုမျိုးအခြေအနေမှာစစ်ကော်မရှင်ဘက်ကတန်အမတ်ရဲ့နေရာကိုရယူသွားနိုင်ခဲ့ရင်ဘာဖြစ်နိုင်မှာတလဲစစ်အုပ်စုကိုပဲကိုစားပြုမယ်စစ်အုပ်စုကိုအကျိုးပြုမယ်စစ်အုပ်စုဘက်ကနေရက်တီးပြီးတော့မှ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြမ်းဖက်မှုတွေဖြစ်နေတာမဟုတ်ပါဘူးဆိုပြီးကပြောမယ်ဒါအပြင်ရွေးကောက်ပွဲပြီးသွားရင်ပိုဆိုးရွားတဲ့လူခွင့်ရေးချိုးဖောက်မှုတွေနဲ့ဥပဒေတွေပေါ်လာနိုင်တယ်လို့မွန်ပြည်လူခွင့်ရေးဖောင်ဒေးရှင်းဟာဖောင်းမြက်ဒါရိုက်တာနိုင်အဲမွန်ကလည်းသုံးသပ်ပါတယ်။ရွေးကောက်ပွဲအလွန်ဆိုလို့ရှိရင်စိုးပွားရမရှိဘူး။ဘာဖြစ်လဲဆိုတော့ဒီထက်ဆိုးရွားတဲ့လူခွင့်ရေးချိုးဖောက်မှုတွေနော်ဒီထက်ဆိုးရွားတဲ့နော်ဒီပြည်내ဥပဒေတွေနဲ့ဒါဒီတိုင်းပြည်ကဆက်ပြီးသွားမယ်ကိစ္စဖြစ်နေတယ်။ဒါကြောင့်မလို့ ဘလို့ဆိုကျွန်တော်လက်တင်ခံလို့ရမယ်အဲဒီအခင်ကျင်မဟုတ်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်ဒီလိုမျိုးစိန်ခေါ်မှုတွေကိုရင်ဆိုင်ရမှာတော်လရေးအင်အားစုတွေကညီညွတ်စွာနဲ့တုံ့ပြန်ဖို့လိုအပ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကလည်းတာမတ်နေရာကိုဆုံးဖြတ်ပေးမယ့်အဖွဲ့ဝင်နိုင်ငံတွေကို တီတီကြကြတောင်းဆိုခဲ့ပါတယ် လာသမဂလိုနေရာမှာလူလူထောက်ခံတဲ့တံမကြီးဥကြုံမိုးထွန်းမြန်မာနိုင်ငံကိုကိုစားပြုရှိနေခြင်းဟာမြန်မာနိုင်ငံနဲ့မြန်မာပြည်သူလူလူအတွက်အလွန်အရေးကြီးလာပါတယ်မြန်မာနိုင်ငံရဲ့အဖြစ်အပျက်အမှန်တွေနဲ့မြန်မာပြည်သူတွေရဲ့အတန်ကိုယခုအတိုင်းဆက်လက်ကြားသိစေဖို့အတွက်တံမကြီးဥကြုံမိုးထွန်းရဲ့ကိုစားပြုခွင့်ကိုဆက်လက်ထောက်ခံပေးကြဖို့လဲ Credential Comedy ဝင်နိုင်ငံများကိုမြစ်တာရက်ခံတိုက်တွန်းလိုပါတယ် ဒီအခြေအနေတွေအရ2026ခုနှစ်ဇန်နဝါရီလမှာမြန်မာနိုင်ငံရဲ့ကုလသမဂ္ဂကိုယ်စားလှယ်နေရာဟာအရင်နှစ်တွေကထက် ပိုပြီးပြင်းထန်တဲ့နိုင်ငံရေးစိန်ခေါ်မှုတွေကိုရင်ဆိုင်ရပွဲရှိပြီးတော့ပြည်သူအတန်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နိုင်ငံတကာရဲ့အဆုံးအဖြတ်ဟာအရန်ကိုအရေးကြီးတယ်ဆိုတဲ့အကြောင်းကို တင်ဆက်ပေးလိုက်ရပါတယ်ရှင်။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်